လူတချို့ကကိုကိုတိုင်မှားလို့ဒုက္ခရောက်တော့မှကိုအမှားကိုသိမြင်ပြီးတော့သွားကြတယ်အဲ့ဒါလို့ကိုကိုတိုင်မှားပြီးလို့ဒုက္ခရောက်တော့မှကိုအမှားကိုသိမြင်တဲ့လူတွေဟာပြန်ပြင်လို့မရတော့ပဲနောင်တအဒီနဲ့ပဲหนีกงชุบตั้วจ่ายอ่ะตัดเดชู่หลูดิก็တော့ตูมยาม้าโลดุขะย่องနေจ่าดาดิโกเมียนပြီးတော့กูมะม้าအောင်เปลี่ยนต้องตั้วจ่าย အဲ့ဒါလို့သူများအမားကိုတိမြင်ပြီးတော့ကိုယ်တိုင်မမအောင်နေတတ်သူတွေကတော့ဘဝမှာနောင်တတွေกินတယ်လို့ဆိုရမှာပါပဲဒါကြောင့်ပတ်ဝန်းကျင်လူတွေရဲ့ဘဝလှုပ်ဆောင်ချက်တွေကိုလေးလာအတူယူပြီးတော့သူ့ဘဝကိုမမားအောင်လဲနေထိုင်တတ်ရမယ်လို့ပြောခြင်းတယ်။ဟိုးတုန်းကရှင်သေးတကောင်ရဲ့ကြီးတကောင်ရဲ့မြေခွေးတကောင်ရဲ့ဟာ အတူတကွနဲ့မိတ်ဆွေဖွဲ့ပြီးတော့တောထဲမှာအမဲလိုက်ကြတဲ့ဘာကောင်တွေအများကြီးရတဲ့အခါရှင်သေးကမြီးကိုဝေစုတွေခွဲဝေပြီးတော့ပုံမို့ပြောလိုက်တာပေါ့ဒီတော့မြီးကရထားတဲ့ဘာကောင်တွေကိုညီညီမျှမျှနဲ့သုံးပုံပုံလိုက်တယ်ပုံပြီးတဲ့အခါရှင်သေးမင်းကြိုက်ရအပုံကိုယူပြီးတော့စားသုံးမို့ပြောလိုက်တာပေါ့ဒီတော့ရှင်သေးက ဘာမှပြောမနေတော့ပဲကြီးကိုပါတခါတည်းကြိုက်သက်စပလိုက်တယ်ပြီးတဲ့အခါကျတော့မြေခွေးကိုပြောလိုက်တယ်ကဲမင်းနဲ့ငါပဲကြံတော့မင်းကြိုက်တယ်လို့ဝေစုပုံနှစ်ပုံပုံလိုက်လို့ပြောပြန်တယ်ဒီတော့မြေခွေးက အသားကောင်းနေနဲ့အပုံကြီးတစ်ပုံနဲ့အသားခန့်ညံ့ညံ့လေးတွေနဲ့နေနေလေးအပုံလေးတစ်ပုံပုံလိုက်ပြီးတော့ရှင်သေးမင်းကိုအသားကောင်းနေနဲ့ပုံထားတဲ့ အသားပုံ အကြီးကြီးအပုံကိုချင်းသေးမင်း၃00တော့မူပါလို့ပြလိုက်တယ်။ဒီတော့ချင်းသေးမင်းကမြေခွေးကိုမေးခဲ့တယ်။မင်းကိုအဲ့ဒီလိုပုံတတ်ဖို့ဘယ်ကနီးပညာတွေရလာတာလဲလို့မေးတယ်။ဒီတော့မြေခွေးကကျွန်တော်ကြီးရဲ့အဖြစ်အပျက်တွေကိုကြည့်မြင်ပြီးတော့ကျွန်တော်ကိုယ်တိုင်အဲ့ဒီအမှားမျိုးမမှားမိဘူးမကျူးလွန်မိဘူးတတ်မြောက်လာခဲ့တာပါလို့ပြန်ပြောလိုက်တယ်။ ဒါကြောင့်ဘဝမှာအမှားတွေနဲ့နောင်တမရဖို့ဆိုရင်ကိုယ်ဝန်းကျင်ကအဖြစ်အပျက်တွေကိုကြည့်မြင်ပြီးတော့သင်္ကန်းစာယူနိုင်ကြဖို့သင်္ကန်းစာယူတတ်ဖို့လိုတယ်ပညာတွေသင်ယူကြတယ်ဆိုတာကလည်းဒီလိုလုံးရမှားတတ်တယ်ဒီလိုလုံးရင်မှန်မယ်စတယ်အသည့်တွေရအောင်လို့ပဲပညာတွေသင်ကြရတာမဟုတ်လားစာတွေဖတ်တယ်စကားတွေနားထောင်တယ်ဆိုတာကလည်း အဲ့ဒီစာရီစကားတွေထဲမှာသူများတွေရဲ့အတွေ့အကြုံတွေအမှားအမှန်တွေကိုသိရကြားရပြီးတော့ကိုယ်ကိုယ်တိုင်မမှားဖို့အပြီးအမြင်အတွေ့အကြုံတွေမှန်ဖို့ပဲမဟုတ်လားဒါကြောင့်ဏိကုံယုတ်အနေနဲ့ပြောရရင် ကိုယ်ကိုယ်တိုင်မှားပြီလို့ဆင်းရဲဒုက္ခရောက်မှ နောင်တရတာမျိုးမဖြစ်ရအောင်သူများတွေရဲ့အမှားတွေကနေသင်္ကန်းစာတွေယူပြီးတော့ ဘဝကိုမမှားရအောင်ကြိုးစားကြပါလို့ပြောဆိုရင်ပဲဤကုန်းချိုးလိုက်ခြင်းပါလေအာလုံးအာလုံးဘဝကို အမှားကင်းကင်းနဲ့ကြီးဆောင်နိုင်သူများဖြစ်ကြပါစေလို့သန္တာပြုရင်ဤကုန်းချိုးလိုက်ပါတယ်